ဲထာပနာကဘာကြောင့်ထဲမှာလဲဖရားဖရားဒီမှာလားဖရားတဲ့အလဲမှာပေါ့အလဲမှာသွားចောင်းကြီးရဲ့အလဲမှာပေါ့နော်ပေါ်မှန်တော့ဥဒ္ဓနုဌာပနာဆိုတာကဖះမှာပဲသုံးတာပေါ့နော်ဒါပေမဲ့ကျောင်းနေမှာလဲဌာပနာကောင်းပါလေအထူးအထူးအပြင်သာသနာတည်မှာပေါ့နော်ဒါဒီကိုဒီဥဒ္ဓနုမစိုးရင်ကျောင်းထဲမှာဒါဇွဲထက်မိသားစုကဌာပနာမယ်ဌာပနာတဲ့အတွက်နောက်တစ်ချိန်မှာကျောင်းကြီးပြိုပြက်ခဲ့ရင်ဒီဌာပနာတဲ့ ရွှေငွေတွေကနေပြန်ပြီးတော့နော်ပြန်ပြီးတော့နောက်တစ်ချိန်မှာအကြောင်းကြီးပြန်တော့ပြန်လဲတီဆောက်နိုင်အောင်ပေါ့နော်အဲ့ဒီရွယ်ချက်နဲ့တီးတာပေါ့နော်အရင်တော့ကလည်းအရင်ဦးသိန်းတို့မစိုးရင်ကျောင်းတကာကြီးဥသက်ရှည်တုန်းကလည်းအဲ့လိုလုပ်ခဲ့ရပေါ့နော်သူကတော့ကျောင်းကြီးတွေရဲ့တိုင်တွေမှာဖျားကန်းတွေမှာအကုန်လုံးရွှေတွေချခဲ့ရပေါ့နော်ရွှေစစ်တွေချပြီးတော့အခုလုပ်ခဲ့တယ်အခုဦးသိန်းတို့ငလင်ကြောင်ပြူသွားတော့ အဲ့ဒီရွှေကိုရလိုက်တယ်ဗောနော်ကျောင်းတစောင်းတစောင်းကိုသိန်း2000ဘူးလောက်ရရယ်နော်ကျောင်းတစောင်းကိုသိန်း2000ဘူးလောက်ပြန်ရရယ်နော်ဒါပြောမယ်ဆိုရင်သူ့ရဲ့အခက်မှာလဲသူ့ခက်လျောက်ထာပနာခဲ့တာဗောနော်ဒါကတော့ဇွဲထက်မိသားစုကဦးဇင်းတို့မစိုးရင်လေတိုင်းမှာထာပနာမဲ့ရည်နော်အဲ့သူ့ရဲ့ယူရချက်ကနောက်တစ်ချိန်မှာကြောင်းကြီးပြန်ပြက်ခဲ့ရင်နောက်နှစ်တရာနှစ်နှစ်အားမှာကြောင်းကြီးပြန်ပြက်ခဲ့ရင်ပေါ့နော်နောက်လူတွေပြန်မဆောက်ဆောက်ဖို့ခက်ခဲခဲ့ရင်ပြန်လဲတိဆောက်ဖို့ပေါ့ဒီယရနာတွေနဲ့နော် ထားပနာတာပါเนาะဦးဇင်းတို့စာသနာကြီးကိုเนาะမစိုးရင်စာသနာ